်နိုးပါဒီနေ့ဗီဒီယိုလေးကတော့မျက်နိုးတောင်ကြီးရောက်တော့ special ဆွဲခဲ့တဲ့ coffee ဆိုင်လေးတစ်ဆိုင်ကိုညွှန်ပေးမလို့ပါဆိုင်ရဲ့နာမည်ကတော့ coffee corner တောင်ကြီးလို့သာပြောအထက်တဲ့အပြင်စင်းနဲ့အကုန်လုံးကတော့ရန်ကုန်နဲ့တပုံစံနဲ့ပါပဲအဲ့တော့ရန်ကုန်ကလူတွေလည်းတောင်ကြီးရာသီဥတုအေးအေးလေးနဲ့ချီးကျင်နေဆိုရင်တော့ဒီဆိုင်အောင်သွားလို့ရတယ်တောင်ကြီးမှာနေတဲ့သူတွေကတော့လုံးဝမဖြစ်မနေသွားအောင်သွားရမယ်သူဆိုင်မှာရတဲ့ dessert လေးတွေ plate တင်နဲ့အရသာလေးတကယ်ကို hotel ကြီးတွေမှာကျွေးတဲ့အချိုပွဲစားရတဲ့လူမျိုးပဲဈေးလေးတွေကလည်း hotel ကြီးတွေလိုမျိုးစားရတာတင်းချီတောင်းချီမဟုတ်တော့တကယ်လုံးဝစားပြော်ရဲ့သူမြင်လို့စားနေရတာလေ banana butter scotch သူနဲ့အလိုက်ဖက်ဆုံးဆိုရင်တော့လုံးဝတော့တောက်ရက်စရာမရှိတဲ့ floral mart ချက် sky ပါ flora ဆိုတဲ့အတိုင်းပဲသူ့ပုံမှာပန်းလေးနဲ့တော်တော်လေးလှပါတယ်မြေနိုးကတော့အပေါ်အပြောင်းအလှလေးကိုပူကြိုက်ပါတယ်ရေခဲမုတ်တင်လိုက်တာကတော့အားလုံးနဲ့သိပ်ပြီးသားဖြစ်တဲ့မြေနိုးအကြိုက် toast ပါခုမာရာကတော့ပြားရည်လေးနဲ့ထောပက်လေးနဲ့ပါဒါပေမဲ့အဲ့လိုကျွတ်ကျွတ်လေးစားတာမကြိုက်တဲ့သူတွေကတော့အခုလိုမျိုး soft ဖြစ်တဲ့ pancake အီးလေးပေါ်မှာ syrup လေးဆမ်းပြီးတော့စားတင်ပါတယ်သူကတော့လုံးဝအီးဆက်ပြီးနူးညံ့နေရမလို့လူကြီးတွေရောကလေးတွေတော့အဆင်ပြေပါတယ်မြေနိုးသွားခဲ့တဲ့အချိန်တော့တောင်ကြီးမှာလုံးဝထောပက်တီးရသည်ဖြစ်နေရမလို့ထောပက်တီးအနှစ်တွေအပြည့်အနှစ်နဲ့ croissant ပဲစားခဲ့ပါတယ်ထောပက်တီးကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့တော်တော်လေးကြိုက်လောက်ပဲမြေနိုးကတော့ထောပက်တီးတိတ်မကြိုက်တဲ့သူမ လို့မြန်နုတက်ကတော့တာမန်ပါပဲ။ MS Strawberry ရာတီကြရင်တော့ Strawberry အနည်းနဲ့နောက်တစ်ခါပြန်လာစားချင်ပါတယ်။ Mimi New ကတော့တကယ်ကိုလုံးဝထူးထူးချာချာပဲအောက်ကအုံးရည်နဲ့ဒီပုံမှာကျ Strawberry ဖုံးလေးပါတယ်။အဲ့ဒီပုံမှာလည်းအုံးမျိုးတွေထပ်ပြီးတော့ဖြူထားပေးသေးတယ်။ Coffee မကြိုက်တဲ့သူတွေဆိုရင်တော့ရွေးချယ်တင်ပါတယ်။ဖုံးလေးထဲမှာတော့ဒီနေ့ဖို့အကြိုက်ဆုံးကတော့အဲ့အီအီလေးနဲ့စားရတဲ့ပန်ကိတ်ပါ။မြန်နုကချောကလက်ကြိုက်တဲ့သူမျိုးလည်းချင်ပါပါ။ဒါတော့ Berry View လို့မပြောချင်ပေမဲ့လည်းမြန်နုသိပြီးခံစားလို့မရရဲ့။ Hey Coffee နဲ့အချင်းနဲ့တွဲတာလူတွေဘာလို့ကြိုက်ကြလဲတကယ်နားမလဲဘူး။ဆော့ဆော့အစား Honey Banana Toast ကတော့တကယ်ကိုပိုက်တော်တော်ပြည့်ပါတယ်။မြန်နုတို့လိုမျိုးအစားမကြီးပဲနဲ့ပုံမှန်စားမယ်ဆိုလို့ရှိရင်တော့တယောက်ထဲအောင်ကုန်ပြမကုန်မ ။နောက်ဆုံးတစ်ခုကတော့ဆိုင်ရချစ်လို့ဆိုပြီးလက်ဆောင်တိုက်တဲ့တည့်တိဖြော်ရည်လေးပါ။မှန်မသိပေမဲ့အဲလက်ဆောင်တိုက်တဲ့တည့်တိဖြော်ရည်ကတော့မှားတဲ့ drink စီထက်တောင်ပူကြိုက်တယ်။စားအများပြီးတော့ဘိုက်ပူကတော့ခွန့်လို့ပြီးကြည့်ကြပါတတဒါပဲ။